အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးခြင်းတဲ့ကားလေးကတော့ရခုလက်ရှိအင်မတန်မှခေတ်စားနေတဲ့ကြားဖြန့်တဲ့ပတ်သက်ပြီးလိမ်လည်မှုတွေကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့ရအောင်တင်ဆက်ပေးသွားမှာပါဒီလောက်ပါနဲ့လုံးနဲ့တရေတောင်မှကြားဖြန့်ရဲ့ဘလိုလဲခွက်တွေထဲမှာအငိုင်းမိသွားခဲ့ရလဲကြားဖြန့်တွေဘလိုလိန်ကြရလဲဆိုတဲ့အဖြေတွေနဲ့အတူလူချင်းမင်းတို့ရှာဖွေထားတဲ့တနက်စာစီးစိမ်တွေကိုတနားရီတည်းနဲ့အကုန်ဆုံးမသွားစေဖို့အတွက်ကတော့ပါနဲ့မှုတွေမကဒီလိုမျိုးဘဝဥဒ္တရာပေါင်းများစွာလဲအသုံးဝင်အောင်မလို့ကျွန်တော်တို့ရဲ့ channel ကိုအမြဲဆောင်ကြည့်ပေးဖို့တော့မမေ့ကြပါနဲ့ခင်ဗျာကြတာဆိုရင်တော့စားလိုက်ကြရအောင် ကမ္ဘာ့ရွေးတွေ့ဆုံပွဲတစ်ခုမှာတော့အရှောက်ဖန်ဆိုတဲ့လူတစ်ယောက်ကသူရာထူးတွေ့မဲ့ထင်းနဲ့ပြုံးပြောနေပါတယ်။ဒါပေမဲ့လည်းတကယ်တမ်းကျင်ညာတဲ့အခါမှာတော့သူမဟုတ်ပဲသူများဖြစ်နေတဲ့အတွက်သူကိုပြိပားကကမ်းလန်းတဲ့အလုပ်တွေရှိတာကြောင့်အလုပ်ထွက်တော့မယ်လို့ပြောကပြန်ထွက်သွားပါတယ်။သူ့လိုပဲပြိပားမှာအလုပ်လုပ်ဖို့အတွက်သူများတွေနဲ့တွေ့တဲ့အခါမှာတော့အားလုံးကဘာမှမသိသေးပဲနဲ့ပျော်ရွှင်နေကြပါတယ်။အမှန်တကယ်တော့သူတို့အားလုံးကကြားဖြန့်လုပ်ဖို့အတွက်လိန်လယ်ပြီးခေါ်ခံခဲ့ရတာပဲဖြစ်ပါတယ်။အလုပ်လုပ်မဲ့နေရာကိုရောက်ပြီးဆိုပြီးသူတို့ရဲ့ passport တွေအားလုံးကိုတင်ကလန်တဲ့နေရာအရောက်ဝိုင်းရိုက်ကြပါတယ်။ရှောက်ဖန်းကတော့ထွက်ပြေးပေမဲ့မလို့မြောက်ပဲအဖမ်းခံရကအားလုံးကို ျက်နှာအဝတ်ဆိုပြီးလိန်လဲရမယ့်နေရာကိုခေါ်ဆောင်သွားပါတယ်။အဲဒီနေရာရဲ့ခေါင်းဆောင်ကတော့မစ္စတာလူဆိုသူဖြစ်ပြီးသူကပဲအားလုံးကိုလိုက်လံရှင်းပြပါတယ်။ဒီနေရာမှာတော့သူကနဲ့သူလိန်ကြီးအမျိုးမျိုးနဲ့အစင်းလိုက်ခွဲတာကအောက်ထပ်မှာတော့ကြားပြတ်အက်တွေဂိမ်းတွေကိုစောကျင်လာအောင်ဆွဲဆောင်စကားပြောတဲ့နေရာဖြစ်ပြီးအပေါ်ကကတော့အထူးခန်းဖြစ်တဲ့ရှန်ကိုမီဘူကြီးစားတဲ့ဖဲဂိမ်းတွေအတွက်အကဝေပေးတဲ့ကောင်မလေးတွေရှိတဲ့နေရာပဲဖြစ်ပါတယ်။ လိုက်ပြပြီးတဲ့နောက်မှာတော့ထမင်းကားဆောင်ကိုခေါ်သွားတဲ့ကရှောက်ဖန်းကသူမလုပ်လို့ကြောင်းပြောကထွက်သွားဖို့ပြင်မိမဲ့သူကိုထိုးချိန်ပြီးတနတ်နဲ့ထောက်ကအတင်းကျက်လုပ်ဖို့ဖိအားပေးခံရပါရီအဲဒီနောက်မှာပဲအိတ်ဆောင်ကိုရောက်တဲ့အခါရှိတဲ့သူတွေအကုန်လုံးကိုသူတို့မိသားစုထံအစဉ်ပြေကြောင်းစာပို့ခိုင်းပြီးထွက်ပြေးမိတဲ့သူတယောက်ကိုတော့နမူနာအနေနဲ့ရိုင်းနှက်ပြပါရီနောက်တစ်ရက်အလုံးလုံးမဲ့နေရာကိုရောက်တဲ့အခါမှာတော့ပရိုဂရမ်မာဖြစ်တဲ့ရှောက်ဖန်းကိုလူတွေကိုလိန်လဲဖို့သူကသူတို့အပြေးဝထိန်ချက်လို့ရတဲ့ app တစ်ခုရေးဆွဲခိုင်းပါရီအဲ့တော့မှပဲသူတို့ကလူတွေအားလုံးရဲ့ဖုန်းစီကိုအကြောင်းကြားတာတွေပို့ကသူတို့ကိုကြားဖြတ် app တွေကိုတုံးဆွဲဖို့သွေးဆောင်ပါရင် ရှောင်းမန်ကတော့စက်ကူတစ်ခုကိုဖျဲကအကွန်ကြီးတောင်းထားတဲ့စာကိုရေးပြီးအင်သာတွေကနေအပြင်ထုတ်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ဖြစ်နေပါတယ်။သူကြိုးစားနေတဲ့အချိန်မှာပဲအင်သာတွေကအမျိုးသမီးတစ်ယောက်ထွက်လာတာကြောင့်ရှောင်းဖန်ကသူ့ကိုဂိမ်းကော်မတီမှာလောက်ရမှာလို့ပြောကခေါ်လာကြောင်းနဲ့ပတ်စပို့တွေလည်းတင်ထားကြောင်းပြောပြလိုက်ပါတယ်။အမျိုးသမီးကလည်းအတူတူပဲဖြစ်ပြီးတော့သူ့ပတ်စပို့ကိုလည်းအသိခံနိုင်ရကြောင်းနဲ့လူရီစီကရွာငါးသိန်းရောက်အောင်လဲယူနိုင်မှလွှတ်ပေးမယ်ဆိုတဲ့အကြောင်းလေးပြောလိုက်တဲ့အခါမှာတော့ရှောင်းဖန်ကသူ့ကိုကူညီနိုင်တဲ့အကြောင်းပြောကလွတ်သွားခဲ့ရင်သူ့ကိုလည်းပြန်ကူညီရမယ်လို့ကန်လန်လိုက်ပါတယ်။ အဲ့ဒီချိန်မှာပဲအမျိုးသမီးအိမ်သာသွားနေရကြတဲ့အတွက်တာဝန်ရှိသူတွေကတကားကိုအတင်းခောက်ကခေါ်နေပါတယ်။အဲ့ဒီအမျိုးသမီးကတော့ရွှမ်းအန်နာဆိုတဲ့သူဖြစ်ပြီးအရင်ကမော်ဒယ်တယောက်ဖြစ်ခဲ့တာသူ့ရဲ့ပုံတွေကိုတခြားကော်မတီတစ်ခုကယူသုံးတာကြောင့်သူ့လုံးလုံးတဲ့အေဂျင်စီကထုတ်ခံလိုက်ရပါတယ်။အဲ့ဒီချိန်မှာပဲသူတငယ်ချင်းဖြစ်သူရဲ့အလိမ်ညာစကားတွေကြောင့်ပဲအခုလိုကြားပြန်ခိုင်းနေကိုရောက်လာခဲ့တာပဲဖြစ်ပါတယ် အန်နာကတော့ဂိုင်းထဲမှာဖဲဝေပေးတဲ့သူဖြစ်ပြီးရှောက်ဖန်းတို့ကပြည်သူတွေတို့ရဲ့ကြားဖြန့်ဂိမ်းတွေကိုစော့တဲ့သူတွေပုံမှန်စော့ကျင်လာအောင်ဆွဲဆောင်ကအရင်ဆုံးအနှဲငယ်ပေးနိုင်ထားပြီးနောက်မှအခြေကြီးရှောင်းအောင်စနစ်တကျစီစဉ်ပေးရတဲ့သူတွေဖြစ်ပါတယ်။သူတို့နှစ်ယောက်စကားပြောနေတာအယမ်းချနေရကြောင်းဂိုင်းရဲ့တာဝန်ရှိတဲ့သူတွေကအန်နာကိုခေါ်ထုတ်ပြီးအင်တာတွေကကြားရတဲ့အတန်တွေကိုဝင်ရောက်ဆက်စည်းတဲ့အခါမှာတော့ရှောက်ဖန်းကသူ့ရေးထားတဲ့စာရွက်ကိုမတွေ့စေဖို့အင်တာထဲမှာမျောပေးမိမကြားတဲ့အခါမှာတော့ပြန်ကောက်ကသူ့ပုစက်တွေကိုထိုးထည့်လိုက်ရပါတယ်။ အတဘက်မှာတော့ယောသားပြီးကြိုးစားတဲ့လူငယ်တယောက်ဖြစ်တဲ့ထရန်လျှောက်ဆိုတဲ့သူကတငယ်ချင်းတွေချစ်သူတွေနဲ့အေးအေးဆေးဆေးနေနေပါတယ်။ဒါမှလည်းသူကလျှောက်ဖန်းသူရဲ့လဲသားမှုနဲ့အတူကြားဖြန့်ခင်းဖြစ်တဲ့ဖဲခင်းကိုအန်နာစီမှာဆော်လိုက်မိပါတယ်။ ။ရှာပန်တို့ကလည်းအရင်ဆုံးသူ့ကိုအနေငယ်ပေးနိုင်လိုက်ပါတယ်။ကြားဖြန့်ကင်းရဲ့စနစ်တိုင်းပဲပေးနိုင်ပြီးတဲ့နောက်မှာတော့အများကြီးပြန်ရှုံသွားပါတယ်။ဒါမှလည်းဂိမ်းကိုဆက်လက်ဆော့ကျင်အောင်လို့အန်နာတို့ဘက်ကချင်းငွေထုတ်ပေးကဆက်လက်အနိုင်ပေးလိုက်ပြန်ပါတယ်။တန်းလျှောက်ကလည်းသူ့ဝယ်ကျင်တာဝယ်လို့ရကငွေလွယ်လွယ်ရတာမလို့ကျင်းနေပြီးဆက်ဆော့နေပါတယ်။အန်နာကလည်းသူ့ကို VIP ဖြစ်အဖွဲ့ဝင်ခိုင်းပြီးပေါင်ပွဲတွေကိုတိကျချပေးကအနိုင်နဲ့ငယ်ပေးပြီးတော့ဆက်ဆော့ကျင်နေအောင်မြှုပ်ဆွဲထားပါတယ်။ဒါအပြင်ဖဲကင်းတွေတောင်မကတခြားဘောလုံးပွဲတွေပါလောက်အောင်ပြောဆိုစည်းရုံးပါတယ်။ဒါပေမဲ့လည်းသူစောင့်နေတာကြာလာတဲ့မျှသိမ့်မနိုင်တော့ပဲတောက်လျှောက်ရှုံးလာခဲ့ပါတယ်။ ဒါကြောင့်မလို့ပဲထန်းလျှောက်ကအလောက်ကနေကြိုတင်ငွေတွေထုတ်သူ့မှာရှိတဲ့ပစ္စည်းတွေပါရောင်းရင်းအိမ်ကနေလည်းပတ်စံတွေလိန်တုံးကအရင်ပြန်ရအောင်စက်တိုင်းဆော့ပါတော့တယ်။အဲကိန်းကဘလို့မှမနိုင်တော့တဲ့အပြင်အကျွေးရှင်တွေကပါအင်ကိုလာပြီးပြဿနာရှာပါတယ်။ဒါကြောင့်မို့ပဲထန်းလျှောက်ကသူ့ရဲ့သွေးတွေကိုဖောက်ထုတ်ကလှူပြီးအကျွေးတွေဆက်ပေးမယ်လဲမရတာကြောင့်အိမ်ကသူ့ဖုံးကိုတင်ပြီးအခုလိုတွေထမ်းမလို့တော့ဖို့ပြောပြီးကူဆက်ပေးခဲ့ပါတယ်။အိမ်ကပြောပြမယ်လဲသူကတော့အရင်ပြန်အောင်ဆိုတဲ့စိတ်နဲ့သူကားကိုပါရောင်းရင်းနဲ့ထပ်ဆော့ပါတယ်။သူ့ရဲ့ကောင်မလေးကလည်းသူ့နောက်ကိုလိုက်ပြီးတော့ထမ်းမဆော့စေဖို့စောင့်ကြည့်ပါတယ်။ တန်လျှောက်ကတော့သူ့ဖုံးသိမ်းခံထားရတဲ့အတွက်သူ့ကောင်မလေးဖုံးနဲ့နောက်ဆုံးလို့ပြောပြီးတော့ဘောလုံးပွဲလောင်းဖို့ပြောလိုက်ပါတယ်။သူ့ကောင်မလေးကတော့သူ့စိတ်ကျေနပ်စေဖို့အတွက်လောင်းဟန်ပြလိုက်ပြီးပွဲမဆခင်လေးမှာပဲလောင်းတာကိုပယ်ဖြတ်လိုက်ပါတယ်။ပွဲပြီးလို့တန်လျှောက်လောင်းခိုင်းတဲ့အတင်းကနိုင်ပေမဲ့ကောင်မလေးကမလောင်းထားတာကြောင့်သူကအယမ်းစိတ်ဆိုပြီးကောင်မလေးကိုပါကိုထိလက်ရောက်လှောက်လာခဲ့ပါတယ်။ထန်လျှောက်ကဇာတိုက်ရှုံးနေအောင်မလို့နိုင်လူသောတွေများလာကသူ့ရဲ့အဖွားထံသွားပြီးသူ့အဖွားရဲ့ကြောက်စင်းလက်ောက်ကိုပါခိုးရောင်းတဲ့အထိဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ကောင်မလေးကတော့ထန်လျှောက်ပုဆန့်တွေအများကြီးရှုံးတာမလို့အလိန်ခံရာအကြောင်းတိကရဲကိုတိုင်လိုက်ပါတယ်။ တန်းလျှောက်ရဲ့အခြေအနေကအယမ်းကိုဆိုးရနေပြီးနိုင်ငံစိတ်များကဂိမ်းကိုအလုံးကျုံဆွဲလန်းနေပါပြီ။ဒါကြောင့်ပဲဖုံးသိမ်းထားတဲ့အိမ်ကိုပြန်ပေးဖို့ထမင်းမစားပဲဆန္ဒပြပါတယ်။သူ့ခန်းထဲကိုသူ့အမေဝင်လာတဲ့ခါမှတော့သူကသူ့အမေကိုအခန်းထဲထည့်ပိတ်ထားပြီးတောင်းညံကဖုံးကိုတောင်းပါတယ်။မိခင်တစ်တာရဲ့ထည့်ထားတဲ့သူ့ဖုံးကိုယူရင်းနဲ့အိမ်ရဲ့စာချုပ်ကိုပါယူကပေါင်လိုက်ပြီးအန်နာရဲ့စီအောင်မှုနဲ့အတူပတ်စံတွေများစွာရင်းနှီးမြှုပ်နှံမှုလုပ်လိုက်ပါတယ်။ သူစီကပတ်စံတွေလည်းရောက်လာတော့မစ္စတာလူတို့ဘက်ကအကြောင်းမျိုးမျိုးပြပြီးတော့ပတ်စံတွေထုတ်မပေးသေးပါဘူး။ရတဲ့အချိန်ခဏအတွင်းမှာပဲမစ္စတာလူကသူတို့ရလာတဲ့ငွေတွေကိုနီလန်းပေါင်းစုံနဲ့ဘန်ရီစီကနေခွဲထုတ်ကာအကောင်လက်ထဲရောက်လာချိန်မှာတော့ထန်းလျှောက်ကိုအဆက်အသွယ်ဖြတ်ပြီး block လိုက်ပါတယ်။ဒါကြောင့်မဲထန်းလျှောက်ကလူလိန်တွေမှန်းသဘောပေါက်ကဘလို့မှအဖက်ဆယ်လို့မရတော့ကြောင့်တိုက်ပေါ်ကခုန်ချပြီးတက်တည်လိုက်ပါတယ်။ ကြားပြန်ကန်ရဲ့အလိညာရီအောက်မှာလူတယောက်ထက်သေးတဲ့ဒီဘဝပြတ်သွားခဲ့ပြီမဲ့တစ်ဖက်ကမစ္စတာလူရောကတော့ပတ်စံတွေအများကြီးရလိုက်တာကြောင့်ဖျော်ရွှင်ကပါတီပေးနေကြပါတယ်အားလုံးရဲ့ရှေ့မှာအန်နာကိုချီးကျူးနေခဲ့ပြီးရှောက်ဖန်းကိုလည်းမွေးနေ့ဖြစ်တာကြောင့်ဂုဏ်ပြုပေးနေပါတယ်အန်နာကတော့မစ္စတာလူကိုသူတို့လိုချင်တဲ့တာဂက်တစ်ခုရောက်ခဲ့တာကြောင့်ပတ်စပို့ပြန်ပေးဖို့ပြောလိုက်ပါတယ်ဒါမှလည်းမစ္စတာလူကပတ်စပို့ပေးရင်ငွေအမြောက်များတဲ့ကန်လန်းရင်းနဲ့သူ့ကိုလက်ထပ်ဖို့အတင်းကျပ်တိုက်တွန်းနေချိန်မှာရှောက်ဖန်းရောက်လာကဆက်လက်လုပ်ကင်မဲ့လို့သူကိုပြောလိုက်တဲ့အတွက်အန်နာတယောက်တက်တာရရသွားခဲ့ပါတယ် နောက်နေ့မနက်မှာတော့အပြစ်ပေးခံရလို့ဒဏ်ရာတွေရတဲ့အန်နာကိုရှောက်ဖန်းကဈေးထည့်ပေးနေချိန်မှာမေဆာလူကသူ့သမီးလေးကိုခေါ်လာပြီးနေရာနှံ့လိုက်ပြနေပါတယ်။မေဆာလူကတော့သူ့ရဲ့အဖွဲသားတွေကိုအလဲပန့်နေတဲ့အပြင်ကိုခေါ်သွားခဲ့ပြီးဓာတ်ပုံတွေအများကြီးရိုက်ကပျော်ရွှင်နေကြောင်းမိသားစုတွေထံပြောခိုင်းပါတယ်။အခုလိုအပြင်ထွက်လို့ရတဲ့ချိန်မှာပဲရှောက်ဖန်းကပွဲတော်ညကသူယူထားတဲ့ပတ်စံပေါ်မှာအကူအညီတောင်းလို့ရမယ့်ဖုန်းနံပါတ်ရေးပြီးလွန်မြောက်အောင်ကူညီပေးဖို့အတွက်အန်နာကိုပေးလိုက်ပါတယ်။ ။အဲနောင်ကလည်းဂိုင်းကလူတွေမသိသေးဘူးအတွက် စားတောက်ဆိုင်ကဝန်ထမ်းကိုပတ်စံပေးပြီးတဲတဆဲအကူအညီတောင်းလိုက်ပေမဲ့သူတို့စကားပြောနေတဲ့အခြေအနေကိုကြည့်ကဂိုင်းကတာဝန်ရှိသူကလာဆွဲခေါ်ခဲ့ပါတယ်။အဲနောင်ကလူတစ်ယောက်နဲ့တိုက်မိပြီးသူ့ရဲ့ပတ်စံအောက်ကြကအေးအေးတွေဆိုသွားခဲ့ပါတယ်။အဲနောင်ဝန်ထမ်းတစ်ယောက်ကကြားခဲ့တဲ့ပတ်စံလိုက်ပေးတာကိုရှောက်ဖန်းကကြားဖြတ်ကယူထားပြီးတင်လိုက်ရပါတယ်။ ။နောက်ရမှာတော့ရှောက်ဖန်းရဲ့ပြောစကားကြောင့်မစ္စတာလူကအလုံးလုံးတွေရဲ့သူတို့ချို့ကိုထုတ်ကအိမ်ပြန်ခွင့်ပေးလိုက်ပါတယ်။အဲဒီခါမှာတော့ရှောက်ဖန်းကသူ့နဲ့ရင်းနှီးသူတယောက်ရဲ့လက်ထဲကိုဖုန်းနံပါတ်ရေးထားတဲ့ပတ်စံကိုထည့်ပေးလိုက်ပြီးအကူအညီပေးဖို့တောင်းဆိုလိုက်ပါတယ်။အိမ်ပြန်တဲ့အဖွဲ့ကိုကြားဖြန့်ဂိုင်းကလိုက်ဖို့စဉ်ဒါဝင်ရှိတဲ့သူကရှောက်ဖန်းအကူအညီတောင်းထားတဲ့သူစီကပတ်စံကိုယူပြီးဆက်လက်ဆင်းဝဲစဉ်ကန်ဆိုးသောနဲ့ပတ်စံမှာဖုန်းနံပါတ်ရေးထားကြောင်းတွေ့လိုက်ရပါတယ်။ဒါကြောင့်ပဲနေရာကိုပြန်လာကမစ္စတာလူကိုထပ်ချင်းပြောပြီးအခုလိုလောက်တဲ့သူကိုဖော်ထုတ်ပါရယ်။ ဒုက္ခညတောင်းတရသူဒုက္ခရောက်နေရာကြောင့်သူတို့လောက်တာဖြစ်တဲ့အကြောင်းရှောက်ဖန်းနဲ့အန်နာကဝန်ခံလိုက်ပါတယ်။ပိတ်လောင်ခံနိုင်ရပြီးသူများတွေကိုလိန်လေရတဲ့အလုပ်ကိုမလုပ်လို့ရကြောင်းအားလုံးဒီကနေထွက်သွားခြင်းကြောင့်ရှောက်ဖန်းကပြောလိုက်ပါတယ်။ဒါကြောင့်မဲမစ္စတာလူကအားလုံးကိုထွက်သွားခြင်းနဲ့လူသွားနိုင်ကြောင်းပြောလိုက်ပြီးမဲငွေတွေအရန်ရတဲ့အတွက်ဘသူကမှထွက်မသွားခြင်းကြပါဘူး။အဲ့ဒီအခါမှာတော့ဒီလုံးမလုပ်ဖို့အကောင်လုံးကိုတိုက်တွန်းနေတဲ့ရှောက်ဖန်းကိုအသေးလေးနှိပ်ဆက်ကခြေထောက်ကိုလည်းရိုက်ချိုးလိုက်ပါတယ်။အန်နာကလည်းသူတို့အန်ဒရယ်ဖြစ်အောင်အခုလိုကူညီပေးတဲ့အတွက်သူမရဲ့လက်ထဲကိုအက်တွေဆိုင်ကရိုက်နှက်ရင်းရေထဲကိုပြစ်ချဖို့မစ္စတာလူကခိုင်းလိုက်ပါတယ်။ အန်နာကတော့သူ့ကိုခေါ်သွားတဲ့လမ်းမှာပဲရဲတွေကိုမြင်တဲ့အတွက်အကူအညီတောင်းဖို့ထွက်ပြေးလာခဲ့ပေမယ့်စကန်ကရဲတွေကလည်းမစ္စတာလူရဲ့လူတွေဖြစ်ကအန်နာပြန်ပန်းခံလိုက်ရပါတယ်။အဲဒီနောက်မစ္စတာလူရဲ့တမဲကသူ့မကိုတတ်ဖို့ရဲတဲကိုပြချလိုက်တာကိုဗီဒီယိုရိုက်ကမစ္စတာလူထံကိုပို့ပေးခဲ့ပေမယ့်တကယ်မတတ်ဘဲနဲ့ passport ပေးကသူ့မကိုလွှတ်ပေးလိုက်ပါတယ်။ တပ်ဖက်ကတရုတ်ရဲဌာနကလည်းလိန်လယ်မှုနဲ့ကြားပြန်တိုက်ဖြတ်ရေးအတွက်အတီးပေးပွဲလုပ်ပြီးတော့ရဲမှုကထန်းလျှောက်ကောင်မလေးနဲ့တူတူပြန်လာတဲ့လမ်းမှာကျောင်းသားဝီရဲစီက NI မော်ဒယ်ပုံကိုကြည့်ပြီးကောင်မလေးကထန်းလျှောက်ကိုလိန်သွားတဲ့သူကသူမဖြစ်ကြောင်းပြောလိုက်ပါတယ် ဒါကြောင့်မေရဲတွေကကျောင်းသားဦးတဲ့သူနောက်ကိုလာရင်းနဲ့တဖြည်းဖြည်းလိုက်ဆစ်စီကအန်နာကိုကြားဖြန့်ထန့်ရောင်းလိုက်တဲ့တငယ်ချင်းဖြစ်သူကိုပါဖန်ဆီးရင်းအန်နာကိုအိမ်မှာစောင့်နေခဲ့ပါတယ်။တပတ်နိုင်ငံကနေအန်နာပြန်အောင်လာချိန်မှာတော့ရဲတွေကဖန်ဆီးဆစ်ဆီးလိုက်ပြီးသူမကိုခေါ်ကကြားဖြန့်ရဲ့လိန်လယ်ခံရသူတွေရဲ့ဘဝပြတ်သွားပုံတွေနဲ့အတူသူမရဲ့လိန်လယ်မှုကြောင့်တတ်တည်ပေမဲ့မတည်ပဲကောမဖြစ်သွားတဲ့ထန်းရှောက်ရဲ့ပုံစံကိုပြကကြားဖြန့်ခိုင်းကြောင်းကိုစုံစမ်းပါတယ်။အဲ့တော့တရုတ်ရဲတွေကရှောက်ဖန်းလေရင်စီးတော့ကအချက်လက်တွေကိုအားလုံးကိုအသေးစိတ်စုံစမ်းပြီးတော့နိုင်ငံတကာနဲ့ချိတ်ဆက်ကကြားဖြန့်ခိုင်းကိုနှိမ်နှင်းဖို့အတွက်တပ်ဖွဲ့နိုင်ငံကိုထွက်လာခဲ့ပါတယ် ကမ္ဘာနိုင်ငံကိုရောက်တဲ့အခါမှာတော့ဂျာပန်ကိုင်းရဲ့ရလာသမျှပတ်စံတွေကိုဗန်ဒီတီတီကနေထုတ်ပေးရတဲ့ပတ်စံထုတ်သမားတွေကိုအရင်ဖမ်းလိုက်ပါတယ်ကောင်းဆောင်ဖြစ်တဲ့မစ္စတာလူရိုနေရာကိုတော့လုံးဝရှာမရတာကြောင့်လက်လျှော့ပြီးပြန်ဖို့ပြင်နေစီမှာပဲ။ရှောက်ဖန်းရဲ့အဖေစီကနေတရင်ချက်လက်တချို့ရခဲ့ပြီးသူတို့ရဲ့တီမီယာကိုသိရှိသွားပါရယ်။မစ္စတာလူရိုကမူလာနှမ်းကြောင့်တချောင်းမှာတည်ရှိနေပြီး၊ကျောင်းသားတွေကိုတစားကန်လှူထားတဲ့အတွက်ကလေးတွေကိုအရင်ဖယ်ထုတ်နိုင်ဖို့မစ္စတာလူရိုစီမုတ်ဖို့ပေးတဲ့ဆိုင်ကိုတုံးကအထဲမှာရှိတဲ့ရှောက်ဖန်းနဲ့ချိန်ဆက်လိုက်ပါရယ်။ အကောင်လုံးစီစဉ်ဆွဲပြီးတဲ့နောက်မှာပဲရှောက်ဖန်းကအထက်ကနေမီးလောင်ရင်ပြားတဲ့အချက်ပြခေါင်းလောင်းမီလာစီဖို့ခက်ခက်ခက်ခဲမီးကိုထွက်အောင်လုပ်ခဲ့ရပြီးမီးအချက်ပြတန်ထွက်လာတဲ့ခါမှာတော့ကလေးတွေကိုပေးလို့ရရွှေပြီးတဲ့နောက်ရဲရီကမိသားသမားဟန်ဆောင်ပြီးကျောင်းလေးကိုညထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။ရဲရီနဲ့တူတကားရီဖွင့်ဖို့အန်နာနဲ့အတူတူပါလာကြောင်းကို CCTV ကနေတစိမစ္စတာလူတို့အတွေ့ရှိသွားခဲ့ပါတယ်။ အန်နာကိုမတပဲလွတ်ပေးလိုက်တာကြောင့်မစ္စတာလူတပဲကသူ့ကိုတမချောက်တဲ့အတွက်အရင်ဆုံးကတ်ကြီးနဲ့စာထုပေးမိရဲရဲရောက်လာတာအရေးကြီးအောင်လို့မစ္စတာလူကတော့အပြစ်မတင်ခဲ့ပါဘူးရဲရဲရောက်လာတာကြောင့်သူတို့ရဲ့လုံနေသမျှတွေအားလုံးကိုတတ်တည်မကြံသေးဘူးအတွက် laptop တွေအကုန်လုံးကိုဖျက်ဆီးပစ်လိုက်ပါတယ်ရှောက်ဖန်းကိုလည်းသူဖမ်းမိသွားတဲ့အခါမှာသူတမီးလေးဘေးကင်းစေဖို့သူ့မေစီပို့ထားဖို့မစ္စတာလူကတောင်းဆိုလိုက်ပါတယ်ရဲရဲရဲ့အထဲကိုရောက်ပြီးတော့ရှေးသမျှလူတွေအားလုံးကိုဖမ်းမိသွားပေမဲ့လည်းတတ်တည်တွေအားလုံးကတော့ပျက်စီးသွားခဲ့ပါပြီဒါမဲ့လည်းရှောက်ဖန်းကမစ္စတာလူဖုန်းထဲမှာသူထည့်ပေးထားတဲ့ software ရှိကြောင်းအဲဒီကနေမှတ်တမ်းတွေအားလုံးယူလို့ရကြောင်းပြောပြီးဖုန်းကို ထားလိုက်ပါတယ်။ဘက်စာလူကဖုန်းကိုပစ်ပေးခဲ့ပေမဲ့သူတပည့်ကတနတ်နဲ့ပြစ်ကဖျက်ဆီးလိုက်ပါတယ်။ဒါကြောင့်မဲယဲရီကစတင်ပြစ်ခတ်လိုက်ပြီးလဲလဲပြတဲ့သူတွေကယဲရီစတင်ပြစ်တာကြောင့်အော်အတောင်းရင်ဖြစ်ကနှစ်ဖက်တိုက်ခိုက်ကုန်ပါတယ်။ဒါမှလည်းယဲရီကပဲအခြေအနေကိုထိန်းချုပ်လိုက်ပြီးနောက်ဆုံးမှာအကောင်လုံးဖမ်းခံခဲ့လိုက်ရကအသေးသေးထောင်နေကြကမစ္စတာလူကိုလည်းတည်တံပေးလိုက်ပါတယ်။ အဆုံးမှာတော့ရှောက်ဖန်းလဲတရုတ်ပြည်ကိုပြန်ရောက်ကလိန်လယ်မှုနဲ့ပတ်သက်တဲ့သတိပေးပွဲတွေလောက်ကကြားပြန်တိုက်ဖြတ်ရေးကိုပြည်သူတွေထံသတင်းပားနိုင်ခဲ့ပါတယ်။ဆိုတော့စကားတကားလုံးကိုမင်းနဲ့ပိုင်းလေးအတွင်းဗဟုသုတအပြည့်စုံရအောင်တင်ဆက်ပေးသွားပြီဖြစ်တော်မလို့လူချင်းမင်းတို့လည်းဒီစကားလေးကနေတခုခုရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါရယ်ဗျ။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့စကားလေးတွေရှိရင်လည်း comment အောက်လေးမှာပြောပြပေးသွားလို့ရတာမလို့ရေးပေးသွားကြပါအောင်ခင်ဗျာ။ကျွန်တော်တို့တူနောက်တစ်ချိန်ပြန်လည်ဆုံတွေ့ကြပါဦးမယ်ဗျာ။